အားလုံးပဲမင်္ဂလာပါ Blake Education Channel နဲ့ပြန်လည်ကြိုဆိုပါရစေအာဒီဗီဒီယိုလောက်ရခြင်းရွေချက်ကတော့ကျွန်တော်အရင်သုံးတဲ့တော့ဒီ Germany မှာ study လုပ်ဖို့စဉ်းစားရတဲ့သူတွေအတွက်ကျွန်တော်ဗီဒီယိုတစ်ခုလုပ်ခရတာခင်ဗျာဒါပေမဲ့အခုကအဲ့ဒီဗီဒီယိုလုံးခဲ့3-4နှစ်လောက်ရှိပြီဆိုတော့ဒီ update တွေမဖြစ်တဲ့အတွက်ကျွန်တော်ဒါ up to date သဘောမျိုးနဲ့ကျွန်တော်ရဲ့ဒီ knowledge တွေကိုပြန်လည်ဝင်ပြခြင်းဖြစ်တယ်ဆိုတော့အဲ the knowledge sharing ဖြစ်တဲ့ information ကတော့တနိုင်တည်းများတော့ accurate ဖြစ်ချက်မှာဖြစ်မှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်အကောင်းဆုံးတော့ဟိုဒီ Germany ကိုစပြီးတော့ကိုယ်စိတ်ဝင်စားရဆိုရင်ဘယ်ကနေစပြီးရှာရမလဲဘယ်လိုလုပ်ရမလဲဘယ်လိုပြီးတော့ဘယ်အကြောင်းတွေကြည့်ရမလဲအကောင်းဆုံးကျွန်တော်တနိုင်တည်းများဒီ video ထဲမှာရှင်းပြသွားမှာဖြစ်တယ် Okay ပထမဆုံးကကျွန်တော်တို့ဒီ video ကြည့်နေတော့ဒါ ကျွန်တော်ယူဆရတော့အကုန်လုံးဒါဂျာမနီကိုစိတ်ဝင်စားပြီဆိုပြီးတော့ယူဆပြီးပါပြီဆိုတော့ okay ကျွန်တော်ဂျာမနီကိုစိတ်ဝင်စားပြီဆိုရင်ဆိုတော့ဂျာမနီမှာဘယ်လိုမျိုးကြောင်းစားတတ်ကြမလဲဆိုတော့ဂျာမနီဖြစ်တဲ့အတွက်ကျွန်တော်တို့အကုန်လုံးကတော့ထင်တာတော့အာဂျာမန်ဖာလာစကားတတ်အောင်မှာလားဘယ်လိုမျိုးလဲဆိုတော့အဲဂျာမနီမှာအဲ English um ဘာသာစကားနဲ့ဒီနေ့အကြောင်းလေးအများကြီးရှိတယ်။ဆိုတော့ကိုကအဲ့ဒီအကြောင်းလေးကိုတည်တည်ချာချာရွေးချယ်ပြီးတော့ဒါရှာဖွေပြီးတတ်နိုင်တယ်ဆိုရင်ဒါဂျာမန်စကားလည်းထပ်ပြီးသင်ကြရမလို့ပေါ့။ဒါပေမဲ့နောက်ပိုင်းကျရင်ကျွန်တော်ဂျာမန်စကားလည်းသင်ဖို့အရေးကြီးရပါကြောင်းလည်းဆိုကျွန်တော်ပြောပြမယ်။ဆိုတော့ okay ပထမဆုံးကျွန်တော်ဒီဒီ UK မှာတော်တော်အဆင်ပြေတယ်။ဒီမှာဆိုရင် तू ကပါရည်ထားတဲ့ emission requirement application ကျွန်တော် emission requirement application က ီမှာဆိုရင်သူက German University မှာ admission တွက်စီရနှစ်နှစ်တကာလုပ်တယ်အထူးသဖြင့် either winter တောင်မှ summer semester မှာဆက်တယ် so summer semester March ကနေ August ဖြစ်ပြီးတော့အဲ April တစ်ဆက်တည်းမှာ University ပြီးတော့ DI ရှိတယ် so ကျွန်တော်တို့ okay အဲ့ဒါရှိုးတဲ့ဘာလို့လဲဆိုရင် certificate copy of high school diploma ဒါမှမဟုတ် degree ရှိရလို့ degree ရှိရလို့ and the relevant qualification လို့အဲ့မှာကိုယ်ကအခါကျရင် ပင်ပြီးကြတက်မလဲပုံမူတည်ပြီးလိုအပ်တဲ့ဒီစာရွက်စာအနေနဲ့ရှိမယ်ပေါ့အဲ့ဒါကို original language နဲ့ဆိုမြန်မာဘာသာစကားနဲ့ဟာတခုပြီးအဲ့ဒါကိုအင်္ဂလိပ်လိုဘာသာပြန်တိုင်းဟာတခုပြီး passport photo copy of the passport personal information photo id ပြီးတော့ language profession အဲ profession တော့ကိုအင်္ဂလိပ်စကားမှာ IELTS တို့ Duolingo တို့တခုခုပေါ့ဒါပေမဲ့ကျောင်းကျောင်းမတူရတဲ့ဒါတော့ general ပဲပေါ့နော်ခါကြရင်ဟိုကျောင်းပုံမူတည်ပြီးတော့ဒီသေးလိုရတာတွေတော့အများကြီးရှိမယ်ဒါပေမဲ့ဒါက general video ဖြစ်တဲ့အတွက်ကျွန်တော် general အရာပဲပြောပြတာဖြစ်တယ် ပြီးတော့ကိုက undergraduate တက်မှာလား post graduate master phd တက်မှာလားကျောအများကြီးရှိတယ်ကျွန်တော်ဒီအားကတော့ပြီးမှကျွန်တော်တေးချပါလာပြန်ပြီးတော့အဲ့ဒီ YouTube video အောက်မှာရေးရမယ် link လည်းပေးရမယ်ဆိုတော့အဲ့လိုတခုဖတ်လို့ရတယ်ဒါတော့ကျွန်တော်ဒါအမြင်အနေနဲ့ဒါဟိုဟိုကြည့်သွားတာဖြစ်တယ်ပေါ့နော် so visa requirement အဲအာကျွန်တော်တို့ရှောက်ရမှာပေါ့ဒါတော့ကျွန်တော်တို့ညီမပြန်ရွှေ့ဖြစ်တယ်အာ visa လိုတယ်အဲဆိုတော့ကျွန်တော် ဗီဇာကဒီမှာတော့75 euro အဲအဲ euro ကြားလို့ရေးရတယ်အခုတော့ဘယ်လောက်လဲတော့ကျွန်တော်သိမ့်ပြီးတိကျတယ်ဒါတော့ update တော့ဖြစ်တယ်ဒါပေမဲ့နည်းနည်းပိုတည်ချောင်းတော့ပြီးမှကျွန်တော်ချက်ကြည့်လိုက်မယ်ဆိုဘာလို့လဲဆိုရင်အဲ application form ဖြည့်ရမယ် passport ဖြည့်ရမယ် photograph လိုတယ်အဲပြီးတော့ကျွန်တော်ကြောင်းရင်ရှောက်အောင်မယ်ခင်ဗျဗီဇာမရှောက်ရင်ကြောင်းရင်ရှောက်အောင်မယ်အကြောင်းကနေ offer letter ရပြီးတော့ဗီဇာရှောက်အောင်မယ်ဆိုတော့အဲဒီဘယ်ကဟိုဗီဇာအရင်ရှောက်လို့မရအောင်ကျွန်တော်အရင်ဆုံးကြောင်းကိုရွေး ရွေးပြီးတော့မှာဘုကငါဒီရောင်းသွားမယ်ဒီချပြီဒီချပြီဆိုတော့အဲ့ကြောင် short short ပြီးဟိုဘက်ကြောင်းနေပြီတော့ offer letter ရမယ်ရပြီးတော့မှာဒီ visa short လို့ရမယ်မဟုတ်ရင်ဘာမှလုပ်လို့မရဘူးပြီးရင် transcript of the academic record တော့မှာမြန်မာပြည်မှာဆိုမှာ bachelor ပြီးတာရတခုခုပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်အဲ့လို high school ကိုကိုပါပြီးတာလဲပေါ့ပြီးတော့ ဒါရောတခြားဟိုဂျာမန်စကားတက်ချင်တက်တဲ့လူတွေပေါ့ပြီးရင်အာအော်ပြီးတော့ကိုယ်ဘန်အကောင့်ထဲမှာလည်းဥမာဒီကျောင်းလာကအလကား free နေပါဖြစ်နေပြီမယ်ကိုကအဲ့မှာနေဖို့စားဖို့အတွက်စီးကပြရမှာဆိုတော့တို့အဲ့မှာကိုကမိကြောင်မှာ၄နှစ်ဆိုရင်အဒီမှာကျွန်တော်ပတ်စံတီလောက်ရှိတယ်ဒီမှာဒါတော့နည်းနည်းကိုကနည်း အဲ research နဲ့လောရမှာဥမာကိုနေတဲ့မြို့ပေါ်မူတည်ပြီးတော့ဒီအင်လာကားတွေပါတယ်နည်းနည်းကွာမယ်ဆိုတော့အဲ့ဒီလောက်ကိုအဲ့ဥမာဟိုက munich မှာနေမယ်ဆိုရင် munich မှာဒီဘလောက်ကုန်တယ်ပေါ့အဲ့တော့ငါတို့ကဒီဘလောက်ပတ်စံရှိပါလဲအဲ့လိုမျိုးပြပြရမယ်ပေါ့နော်ပြီးတော့ health insurance ဝယ်ထားကြအောင်လည်းပြီးရင်အဲ declaration တော့ document submitted ဖြစ်ကြအောင်လည်းအကုန်လုံးပြရမယ်ဆိုဒီမှာကျွန်တော် health insurance ကလည်းဘယ်လို apply လုပ်ရမလဲသူတို့ဒီမှာလည်းရှိရခင်ဗျ ဒီမှာအများကြီးအပြင်းအထန်ဂျာမနီမှာကျောင်းသွားရရမျိုးဆိုတာပါလင်မြူနစ်အာဟစ်ဒဘတ်အကိုလုံးဘီဖရန့်ဘူ့စတူဂတ်ရှိတယ်ပေါ့ဒီမှာတော့ကျွန်တော်တို့ဒီမှာ future fee for name introduce အအနည်းဆုံးတော့ယူရို1000လောက်ကြာတယ်ဒါပေမဲ့ကျွန်တော်ပြီးမှအဲ့ဒါကိုအသေးစိတ်ပြန်ပြီးတော့ပြောပြမယ်ခင်ဗျာ မိဒါတော့အဲဒီ information အနေနဲ့ဒါပထမဆုံး German အကြောင်းနားမလဲဟို German အကြောင်း research မလုပ်တဲ့ဒီအားဆိုတော်တော်အကောင်းနေဒီမှာဆိုရင်အာ mainly တလားစာကိုကျွန်တော်တို့ ယူရို100လောက်တော့ကုန်တယ်လို့ဒီမှာရေးထားတယ်။ဘာလို့ကုန်လဲဆိုရင်ဥမာအစားအသောက်က168တို့ပြီးအိမ်လာကတို့ပြီးစာအုပ်ဖို့တို့ပြီးဘတ်စကားကကားကအဲ့လိုမျိုးရှိရပေါ့နော်။ဒါပေမဲ့တရားတရားတော့မတူဘူး။ဒါပေမဲ့ပုံမှန်အားဖြင့်တော့ဒီမှာတော့100ကျော်ကျော်လောက်တော့ကျတယ်လို့ရေးထားတယ်။ပြီး scholarship တွေလည်းဟို apply လုပ်လို့ရတယ်ပေါ့။အာပြီးတော့ကျွန်တော် Germany မှာလည်းဟို part time ပဲလုပ်လို့လုပ်လို့ရတယ်။အဲ့ကြောင့်တော့ကျွန်တော်ပြီးမှအသေးစိတ်ပြောပြမယ်။ဆိုတော့ဒါက general idea ရပါတယ်ကျွန်တော်အသေးစိတ်တော့ရအောင် ဒီ DAA ဒီ website ကတော်တော်လေးကောင်းတယ်ကိုက Germany မှာစပြီးတော့ဒီကြောင်းစာတက်မယ်ဆိုရင်ပေါ့ဘာလို့ဆိုတော့ကျွန်တော် Germany မှာပါလာလို့ပါလေ like study လုပ်မှလား research လုပ်မှလားအကုန်လုံးရှိရဲဒီမှာဆိုရင် university program က right university ကိုတက်ပေးရအဆင်ပြေလေပြီးတော့ phd လုပ်ရှင်လို့ဆိုရင်ဒါ phd အတွက် scholarship တွေလည်းဒီမှာဘယ်လိုလုပ်ရမလဲဘာရှိလဲအကုန်ရေးရတယ် requirement တွေပါတယ်အကုန်လုံးဒါ teacher ရေးရတယ်ပေါ့ okay ကျွန်တော် requirement ကိုရင်းစပြောမယ်ခင်ဗျ ဆိုတော့ဒီမှာတော့ပြောတာ US အာမင်းဒီဂျာမနီမှာစပြီးကျောင်းတက်ကိုအစဉ်ကူးတယ်ပေါ့ဆိုတော့ဒီမှာမိသားရေးလာတာကဂျာမနီစကူးဂျာမန်ကျောင်းမှမတက်ပဲနဲ့ဒီကျောင်းဒီဂျာမန် University apply လုပ်လို့ရလာပေါ့ဆိုတော့အဓိကကတော့ဒီကိုက EU country ဒါမှမဟုတ် Iceland, Liechtenstein, Norway အဲ့လိုမျိုးဟာကျွန်တော်ရရတယ်ဒါပေမဲ့ကျွန်တော်တိတယ်ကျွန်တော်မြန်မာပြည်ဖြစ်တဲ့အတွက်ထင်တော့မလို့ဆိုတော့အဲ့ဒါနဲ့ကျွန်တော်ဒီ website link ကိုနှိပ်လိုက်တဲ့အခါမှာဒီကိုရောက်လာတယ်ဒီမှာဆိုရင်ဒါကျွန်တော်တို့ပေနိုင်ငံကလည်း ဆိုတော့ဒီမှာဥမာကိုကဥမာ single word ပဲဖြစ်ဖြစ်ပဲအဖြစ်ဖြစ်တခုခုပေါ့နော်တော့ကိုဒီမှာအဲ့လိုတခု share လို့ရတယ်မြန်မာပြီးတော့ create ကလို့ရှိတယ်ဒါတော့တယောက်တစ်ယောက်ပုံမူတည်ပြီးအရန်ကွာပါပြီဆိုတော့ကျွန်တော်ကျွန်တော်တို့ဒါ business လောက်ပဲပြောပြရမယ်ဥမာကိုက bachelor degree ရှိရတယ်ဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်မင်းရဲ့ဒီ education background ဆိုရင်မင်းကဒီကျောင်းရှောင်းတခါတန်ရနိုင်တယ်ပေါ့အဲ့အဲ့လိုမျိုးဒါမှမဟုတ်ကိုက basic high school high school ပဲပြီးရတယ်ဆိုရင်အဲပြီးရတယ်ဆိုရင်ရော မှာ high school at least to higher education institution တွေပြမှာ variable access လုပ်ချင်တာလေ subject area subject အဲအဲဆိုရင် the right restricted commission တွေပါရနိုင်တယ်ဒါပေမဲ့ကိုယ့်ရဲ့ဒါ education ပေါ်မူတည်ပြီးတော့ဒါဒီမှာရွေးချယ်ပြီးတော့ဒီမှာကိုကဘာရလို့လဲဘာရမလို့ဦးလဲဆိုတာ idea တော်တော်လေးရှင်းရှင်းလင်းလင်းရနိုင်တယ်ခင်ဗျာပြီးတော့နောက်တစ်ခုကျွန်တော်ဆက်သွားကြအောင်ဒီဒီမှာ အဲဒီဗီဒီယိုမှာတော့ကျွန်တော်ဘယ်ယူနီဘယ်မေဂျာရဲ့ဘာယူရမလဲတော့ကျွန်တော်မပြောတော့ခင်ဗျာဆိုတော့အဲဒီမှာတော့အဓိကတော့ကိုကဘယ်မေဂျာတက်မလဲမတက်ဘူးလေဆိုတော့ကိုကကိုရွေးချယ်ရမှာပေါ့နော်ဒါပေမဲ့ဒီမှာတော့တစ်ခုကောင်းတာတော့ဗာလဲဆိုတော့အဲကိုအတွက်ဘယ် university အဆင်ပြေမလဲဆိုတော့ရေးတာရဥမာကျွန်တော်ပုံမှန်အားဖြင့်ဆိုရင်ဒီ university တိုင်းမှာတော့မေဂျာတွေအကုန်လုံးရှိတယ်ဒါပေမဲ့အဲ့မေဂျာတွေ အဲ့အကောင်တော့ဒီ university နဲ့အဆင်ပြေကျွန်မပြင်ပါဘာ for example ဆိုဥမာ business ဆိုရင်ဒီကျောင်းမှာကောင်းမယ်နောက်ကျောင်းမှာကောင်းကြမှာကောင်းမယ်အဲ့လိုမျိုးပဲပေါ့ဥမာဆိုရင်ကိုက science သွားမယ်ဆိုရင်အာ theoretical နဲ့ research အတွက်ဆိုရင်ဥမာ Hanover Medical School တို့ German Sport University ကိုလုံးလို့အဲ့ဒါကြီးအပူကောင်းတယ်ပေါ့အဲ့လိုမျိုးကိုနေနေရတဲ့ sign နဲ့ဟာလေနည်းနည်းတော့ပြန်ပြီး research လုပ်ရမှာခင်ဗျာ အဲဒီမှာဆိုဒါအရန်စီမံကြတော့ကောင်းတဲ့ချက်ဒီနောက်20 23မှာဆိုရင်ဒါစူးမောင်တာဂျာမနီမှာចောင်းသားရော3 million တော့ရှိရယ်နိုင်ငံမျိုးစုံကလာတာဟာပေါ့ဆိုတော့ဒါစီမံကြတော့ကောင်းတဲ့အချက်တွေပေါ့ပြီးတော့ဒီမှာဆိုကျွန်တော် right degree program ကိုဒါ bachelor လာပါလာညာလာအဲဆိုအဲ့ဒါရှိရယ် ADM မှာကျွန်တော်ဒီ website ကိုတွားကြပဲဒီမှာဆိုရင်ကိုကဘာကောင်းလဲဆိုတော့ ဒီ2020 2020 up to date ဖြစ်တယ်ဆိုတော့ကိုက blue မျိုးကိုတက်ချင်တာလေ okay ငါ bachelor degree ဆိုရင် bachelor degree နေလိုက် course language ကဒီမှာ english ဆိုတော့ဒီမှာ english only ဆိုရင်ဒါအဲ့ဒီဘာသာဒီအကြောင်းမှာ english လိုပဲသင်တာ german ဆိုတာမသင်ဘူးမှ german only ဆိုတော့ german ဒါပေမဲ့ဒီမှာဒါ international program ဖြစ်တဲ့အတွက်ဒီမှာ german နေနေရပုံမှန်အားဖြင့်ဆိုရင်ကိုကတခြားလို german ကျောင်းနေပြီးဆိုတော့ german ဘာသာစကားတွေပဲပုံများတယ်ဒါပေမဲ့ဒီ international program ကဒါ german ဟိုဒီ international student တွေအတွက်အဓိကလို့ဒါ english လိုပဲပြီးတော့မှ ကျွန်တော်တို့ဒီမှာဗာမိကြရဲကွာ engineer တက်ချင်တယ်ဆို engineer နဲ့ search လုပ်လိုက်အဲဒါဆိုရင်အကုန်လုံးပေါ်တယ်သူပြီးတော့မှကျွန်တော်ဒီမှာအများကြီးရွေးချယ်လို့ရတယ်ဒီမှာဆိုရင် subject engineering မှာပါတယ်ကွာ mechanical လား electrical လားအကုန်လုံးသိစီဒီမှာကြည့်လို့ရတယ်ခင်ဗျပြီးတော့ပြီးတော့ဒီကနေ့တစ်ချက်ကျွန်တော်ပြန်ပြီးကြောင်းလို့ရတယ်ပြီးရင်ကွာမှာ base city လေဟိုမှာ city လေအများကြီးရွေးချယ်လို့ရတယ်ဆိုတော့ဒီကနေ့ဒါ အဆင်ပြေပြီးတော့အကောင့်ထဲမှာ duration ဘယ်နဲ့ပါဘယ်နဲ့ဆက်မှတ်ကြရလဲ7 semester ပြီးတော့ဒီမှာ tuition fee ကဘယ်လောက်ကြရလဲဒီမှာဆိုရင် euro 4000ရှိအကြတယ်ဒီမှာဆိုရင် tuition fee လုံးဝမရှိဘူးဘာလို့ euro 900ဆိုတော့အရင်အဆင်ပြေခဲ့တယ်ဒါပေမဲ့ကိုကဥမာကိုကဘတ်ဂျက်ဘယ်လောက်ရှိလဲငါဟိုဒီ euro မှာအကြောင်းကိုဒါ free tuition နဲ့လာတတ်တယ်ဆိုရင်ဒါဒီ0ဒေါ်လာဟာရှာတယ်ပြီးတော့တက်လိုက်အောင်ပဲဟိုတခြားလိုက်အောင်ပဲဒါဆိုကြွေးချေကြံပြောတော့ကိုယ်က budget ဒီလောက်ရှိရတယ်ဒီလောက်ဟိုကိုယ်လည်း SMB ဟာဟို SMB ရဘုံမူတည်ပြောတာလွယ်တကူကြွေးချေလို့ရတယ်ဆိုတော့တခုကျွန်တော်ပြကြနော်အဲပြီးတော့ scholarship and funding scholarship funding ရတော့ဒါအဲကိုကိုနည်းနည်းပြန်ကြည့်ရဖို့ကောင်းတယ်ပဲဘာလို့တောင်းတောင်းနေရတာ scholarship က base scholarship ရယူမလဲပါလဲဆိုတော့ scholarship ကမျိုးစုံရှိရခင်ဗျာဆိုတော့ဟို ကျွန်တော်ဒီအိုင်းပြောရင်မဟုတ်လို့190ခုလို့ကျွန်တော်190ခုလို့ပြောရင်တောင်းလာတာစိတ်ဝင်စားအောင်ပေါ့တော့ဘာလို့ဒါအရင်များလုံးနဲ့ဆိုဥပမာဒါဆို research grant ဆိုဒါဆိုဒါပြီးရှိသမားရေပဲအဆင်ပြေရဒီ undergraduate တော့အဆင်မပြေဘူးဆိုတော့ကိုယ့်ဘောမှုဒီပြီးတော့ဒီမှာအလွယ်တကူရှာလို့ရတယ်ကိုက base scholarship ကိုလည်းအဆင်ပြေဘူးလေဆိုတော့အဲ့ဒါကိုယ့်ကိုဒီမှာအလွယ်တကူရှာနိုင်တယ်ဒါအများကြီးရှိတယ်ခင်ဗျာ ဆိုတော့ပြီးရင်ကျွန်တော်တို့ requirement error မှာကျွန်တော်ဒီမှာ requirement error မှာကျွန်တော်တို့အဲခုနကကျွန်တော်ပြောရတဲ့အမယ် admission data base ပဲမှာတွားပြီးကြည့်လို့ရတယ်ပြီး application process ကဘယ်လိုလဲဒီမှာကျွန်တော်တို့ဒီမှာရေးထားတယ်ဆိုတော့ဒီဘယ်လိုမျိုး apply လုပ်အောင်လဲဘာတွေအစကျွန်တော်တို့အကုန်လုံးရေးထားတယ်ပြီးဒီမှာဆိုလည်းကျွန်တော်တို့ copy အကုန်လုံးအစဆုံး um အလွယ်တကူတို့လုတ်ထားရပေါ့ ဟိုတော်လေးတော့ရှင်းနေသူတို့ဒီ website မှာပြတာရဲ့ဟာတွေအကုန်လုံးอ่ะပြီးရင်ကျွန်တော် Germany မှာနေမယ်ဆိုရင်ပြောတော့ visa လိုတယ် registration ပြီးရင် hack ရဲ့ hack issue ရဲ့သူတို့လုံးဝ like step by step ဆိုတော့ကျွန်တော်ဒီမှာ okay ပြီးခုနကကျွန်တော်ပြောလို့ visa ရှောက်တဲ့ကိစ္စကျွန်တော်ခုနကတော့အဲ့ဒါအကျဉ်းချုပ်ပြောပြပါ යි ။ဒါကျွန်တော် visa လိုတယ်။ပြီးတော့ဒီမှာ head insurer အကုန်လုံးဒီမှာဒါအကုန်လုံးရှောက်ရမယ်။ဒီ register လိုရမယ်။အိမ်ကားရမယ်။ဒါ Germany ဂျာမန်ဘာသာသင်ရမယ်ပြီး improve လုပ်ရမယ်။ဒါကကိုကဒီ Germany နိုင်ငံမှာနေရတဲ့ဂျာမန်ဘာသာစကားလုံးဝမသိမနေလို့မဖြစ်နိုင်ဘူး။ဘာလို့လဲဆိုတော့ကိုကကြောင်းပြီးွားရဲဆိုရင်အလုံးလုံးမှာသူကိစ္စရောက်လာပြီ ပကွက်ဒီမှာဒီကျောင်းတက်နေတော့ part time မလုပ်ထားအောင်အင်းလေးစကားပဲနေရထားအောင်ဒါပေမဲ့ကျောင်းပြွားရင်အလုပ်လုပ်ရမယ်ဆိုရင်ဒါကွက်သူများဂျာမန်နိုင်ငံမှာနေနေတာဘလို့မှအင်းလေးစကားနဲ့တခုတည်းအသက်ရှင်လို့ရမှာမဟုတ်ဆိုဂျာမန်စကားလည်းတင်မှာရမှာဆိုဂျာမန်စကားတင်လို့ရမယ်တဲ့တို့ဒီကျောင်းတက်နေနဲ့ဂျာမန်စကားလည်းတင်သွားရတယ်ဆိုရင်တော်တော်ဆင်ပြေးရဲ့အဲ့လိုဂျာမန်စကားတင်နေတဲ့အချိန်တိုင်းကွက်ကျောင်းတက်နေတော့ကွက်ဒီ part time လုပ်လို့ရတယ် part time လုပ်ရတော့ကိုကပတ်စံနေနေပါပါစုတာတော့ခီးသွားတာတော့တို့သိချင်ဂျာမန်ရဲ့ယူရိုမှာရှိတဲ့ဥမာအော် အော်တခြားဆူဇလန်တို့ဘာတို့ညာပြင်တစ်တို့အီဖာတော်တော့ကြည်ကျင်လာတော့တော့ဟိုတခုလုံးချင်လဲဆိုတော့ဒါကိုယ့်ရဲ့ဒီအပူဝင်ဝင်နဲ့အကုန်လုံးအစဉ်ပြေအောင်လုပ်လို့ရတယ်ပြီးဒီမှာဆိုရင် life in germany တို့ finance ဘယ်လောက်ကြားတယ်ဒါအကုန်လုံးတို့တည်တည်ချာချာရေးလိုက်ခင်ဗျာဒါတော့တယောက်နဲ့တယောက်ပုံကြောင်းနေပုံမတည်ပြီးတော့အရန်ကွဲပြားသွားတဲ့ကျွန်တော်ဒါတော့အသေးစိတ်မပြောတော့ဘူးဒါတော့ကျွန်တော်ဒီမှာအကုန်လုံးတော်တော်လေးရှင်းရှင်းလေးလေးရေးလိုက်ပြီးတော့ကျွန်တော်တို့ဒီ website ကိုတည်တည်ချာချာဖတ်ဖို့အကြံပြုတယ် အထူးသဖြင့်ဒီ international student တွေအတွက်ကဒီဟာတော်တော်လေးကောင်းတယ်အကုန်လုံးလည်းဒီဟာနဲ့ပဲလာရတာများတယ်တော့ဒီမှာဆိုလည်းတန်နောက်တဲ့ website ဒါပေမဲ့ဒီမှာဘာလဲဆိုတော့ဒီမှာ free tuition မဟုတ်ဘူးခင်ဗျဒီမှာနည်းနည်းကြောင်းလာကပေးရတယ်ဆိုတော့ကျွန်တော်ကတော့အဲ link ပဲပြလိုက်တော့မယ်ကျွန်တော်အသေးစိတ်တော့ပြောတော့ဒီမှာ तू ကဘာကြောင့်ဒီ German စကားတတ်တင်နေပြီးရင် practical approach တို့ဒါတွေကတော့ဒီမှာရေးလိုက်ဟာကတော့ private အကြောင်းတွေများတယ်ဒါပေမဲ့ဒီ website ကကျတော့အဲ public အကြောင်းတွေ public အကြောင်းတွေအများစုကအကြောင်းလာတာသိပြီးကြမလိုတာတွေရှိတယ်ဆိုတော့အဲတော်တော်လေးအဆင်ပြေတယ်ပြီးတော့ကျွန်တော် visa navigator မှာဆိုရင်ဒါဒါ German ဒီ government website မှာဆိုရင်ကျတော့ဒီမှာကြည့်လို့ရတယ် quiz visa ကတော့ apply လုပ်ရမယ်ကျွန်တော် apply လုပ်ရမယ်ဆိုတော့ ဒီမှာဆိုရင် start ဒီမှာကျွန်တော်ဂျာမနီမှာရက်90တိပို့နေမှာအတောက်တက်မှာဒီမှာပေါ့ဆိုတော့ဒီမှာဆိုရင်ကျွန်တော် third world country ဆိုရင်အောက်ဒီမှာပါလေလို့ရှင်တယ်ဒီမှာကတော့ကိုကြိုက်တဲ့ဟာတော့ကိုနဲ့အဆင်ပြေတခုယူရမှာပေါ့နော်ကျွန်တော် steady လုပ်မှာအဲဆိုရင်ဒီဒီမှာဆိုရင်အဲ steady student visa ရှောက်ရမယ်ဆိုတော့ဒါဘာလေလို့ရမလဲဒီမှာဘာလေလို့ရမလဲတေးချာအကုန်လုံးသူတို့ရေးတာရေးပြီးတာခင်ဗျာဆိုတော့ဒါဒီကိုတေးချာကြည့်ပြီး apply လုပ်တယ်ဆိုရင်တော်တော်လေးဟိုဒါ glance up တော်တော်လေးအဆင်ပြေပြီပေါ့နော်ပြီးတော့ဒီ journey မှာလူတွေတော်တော်မေးတဲ့မေးခွန်းရှိရတယ်ဒါတို့ဒီ journey ရဲ့ free of charge နဲ့ steady လုပ်လို့ရလားတအားမို့ဘယ်အားကြီးလိုလဲအကုန်လုံးဒါအရင်ကောင်းတယ်လိုက်ဒီဒီချာရေဒီမှာဆိုရင်သူမိုက်ရေးတာ can steady journey free of charge ဒီတော့ဒီမှာရေးတာဆိုရင်အာ1000 1500ပါ semester ယူထောင်းကားကြောက်ရတယ်အဲပြီးတော့အဲ့လိုမျိုးဒါကြီးရေးဒါပေမဲ့ post grading ဟာရှိရရှိရဒါပေမဲ့ဟိုလိုမျိုးရှိဒါတော့ကိုကျွန်တော်ကျွန်တော်အကြောင်းပုံမူတည်ပြီးတော့အကွဲပြားရရှိရပြီးတော့ဘာတွေလိုအပ်လဲဒီဒီမှာ medicine journey နဲ့ study လုပ်လို့ရလားဒါပေမဲ့အဲ study လုပ်ရတယ်ဒါပေမဲ့ German နဲ့ English ကတခုလုံးတက်ဖို့လိုတယ်ပြီးတော့ entry requirement ပါလေဒါတွေအကုန်လုံးကျွန်တော်ပြီးတော့မြန်မာလိုဘာသာပြန်ပြီးတော့အဲကျွန်တော် post တစ်ခုမှတင်ထားမယ်အဲ့ဒါကိုအဲ့ဒါကိုဖိလို့ရတယ်ခင်ဗျာ ဆိုတော့အဲဒီနေ့ဗီဒီယိုကတော့ကျွန်တော်ဒီအားစတော့တော်တော်လေးကာပါပြန်ဖြစ်သွားပြီ update လည်းဖြစ်တယ်ဆိုတော့အဓိကတော့အရေးကြီးဆုံးအချက်ကဒီ Germany ကိုကိုကတကယ်စိတ်ဝင်စားပြီးဆိုရင်ပထမဆုံးအချက်ကိုကဘေးမျိုးမှနေမှာလေဆိုတော့အဓိကဟိုတက်မှာဟိုခုနကကျွန်တော်တို့ဒီမှာပြရတယ်လို့ပဲအเจ้าကိုရှာပြီးွားပြီးဆိုရင်အဲ မတူရှင်ဖီမရှိဘူးဆိုရင်အဲ့ကြောင်အဲ့မျိုးတွေမှာကျွန်တော်ကြည့်ကြည့်ပြောပြတာဒီမျိုးကိုယ်နဲ့အဆင်ပြေမလားအလောက်ကံဘယ်လိုလဲဒီဒီနေရာဟိုဆေးဖြစ်လာမဖြစ်ဘူးလားနော်ကော့ဂူရီဆက်ရှင်နေတော့ထပ်လုပ်ဖို့လို့ရခင်ဗျာဆိုတော့အဲ့ဒါကြီးအကုန်လုံးလုပ်ပြီးွားရည်ဆိုလို့ကိုယ်ကဆုံးဖြတ်ပြီးွားရည်ဆိုရင်အဲ့ဒါအကြောင်းတွေပါရှော့အကုန်လုံးလုပ်ရည်ဆိုရင်ဒါကတော့ chain တော့တော်တော်တော့ယူရမယ်အနည်းဆုံးတော့ကျွန်တော်အခုဒီ video ကြည့်ယူွားဆိုအကိုရောညီမတို့မောင်တို့ညီမတို့ကိုတော့လုပ်မယ်ဆိုရင်ဒါအ chain တော့ပေးရမယ် အနည်းဆုံးဒါတစ်နှစ်လောက်ရတော့ကြာမယ်ဒါအခုမှစပြင်ရမှာဥပမာအင်္ဂလိပ်စာ IELTS ဖြေတာတော့ပြီး in document တွေစုတာတော့ပါလို့တော့ဆိုတော့လွယ်လားမင်းတော့မလွယ်ဘူးခင်ဗျာဒါပေမဲ့အဲဒါတော့ဘာဖြစ်တော့ဒါကိုနိုင်ငံခြားကို study လုပ်ဖို့တော့ကိုကလမ်းစနေပြီဟုတ်တယ်မလားဘယ်ရာမှာတော့လွယ်ကူမှာမဟုတ်ဘူးဆိုတော့အခုတော့မှကျွန်တော်လမ်း25ရာခိုင်နှုန်းရောက်နေဆိုကျွန်တော်တော်တော်ဆက်သွားရတယ်ဒါနောက်နာကတ်မှာလည်းကြာမသိတဲ့ရောက်သွားပြီ study ဖြစ်ပြီးတော့ကိုဖြစ်ချင်တဲ့နာကတ်မှာလည်း ပန်းနိုင်လည်းရောက်သွားမှာပဲဆိုတော့အကုန်လုံးတော့ကျွန်တော်အကန်ကောင်းပါစေလို့ပြောချင်ပါတယ်ဆိုတော့ဒီဗီဒီယိုကြည့်ရတဲ့ကျေးဇူးတင်ပါတယ်ဂိမ်းမီးစီးကျင်နေမျိုးရှိရင်ကျွန်တော် YouTube အောက်မှာ comment ပဲဖြည့်ပါဖြည့်မိတာပါကျွန်တော်အအခုနောက်ပိုင်းပြန်ပြီးတော့ active ဖြစ်နေပြီဆိုတော့ကျွန်တော်တိုင်း error reply ပြန်မှာခင်ဗျကျေးဇူးတင်ပါတယ်